တခါကရွာတရွာမှာသားဖားမြောင်ရှိပါတယ်။သူတို့ကလေယာလုပ်ငန်းကိုလုပ်ကင်စားတော့ကြပါတယ်။တနေ့မှာတော့ဖခင်ဖြစ်သူကသူ့သားအောင်လင်းကိုခေါ်ပြောပါတယ်။သားလေးမင်းလည်းအရွယ်ရောက်နေပြီ။သူ့မြောင်အာမကိုပဲကိုချရာပေါ်ကိုရက်တီနောင်ကြိုးစားကွာ။ဟုတ်ကဲ့ပါဖေကျွန်တော်ကြိုးစားပါမယ်။လူဆိုတာပွင့်ချိန်နဲ့ပွင့်သီးချိန်နဲ့သီးရဲကွာ။အိမ်အောင်ရက်သားကြလိုင်းလဲပတ်စံအများကြီးကုန်မှာ။ဒါကြောင့်သားလေးပတ်စံစုမရမှာနော်။ အဖေလည်းအသက်ကြီးလာပြီဆိုတော့အခုအစားပြီးတောက်ဘဲအားကိုးရတော့မယ်။ဟုတ်ကဲ့ပါအဖေကျွန်တော်စူးစမ်းပြီးပတ်စံရှာပါတော့မယ်။ဒါဆိုမနေ့ပြန်အင်းဥလေးသွားရောက်ပြီးတော့ဟင်းချက်စရာလေးဝယ်လာခဲ့ကွာ။ဟုတ်ကဲ့ပါအဖေကျွန်တော်ဆော့ဆော့သွားရောက်လိုက်ပါမယ်။မနေ့ရောက်လာတဲ့အချိန်မှာတော့မနေ့ညနေကသွားရှာလာတဲ့အင်းဥချင်းလေးကိုဆွဲကဈေးသွားဖို့အဖေဖြစ်သူလာမှာပါတယ်။အဖေကျွန်တော်ဈေးသွားရောက်တော့မယ်နော်။ပြီးရင်ဟင်းဝယ်လာခဲ့မယ်။အေးပါသားရဲ့ ဈေးကြီးတာတွေလည်းဝယ်မလာပါနဲ့အသီးရွက်လေးစွင်ကိုရပါပြီကွာဈေးကြီးတာတွေဝယ်လိုက်တားရှိရေးအတွက်ပတ်ဆက်မစုမိပဲနေမယ်ဟုတ်ကဲ့ပါဖေကျွန်တော်စားရတာအဆင်ပြေမဲ့ဟာလေးကြည်ဝယ်လာခဲ့ပါမယ်အေးပါကွယ်ရန်ကောင်းပါစေနော်တာအောင်နေရလဲအင်းဥချင်းလေးကိုဆွဲကရွာလေမှာသွားထိုင်ရောက်နေပါတယ်ဘယ်သွားမလို့လဲအင်းဥသွားရှာမလို့လားအပင်မန်းခံပြီးသွားရှာမနေပါနဲ့ဗျာငါ့စီမှာလာဝယ်သွားလိုက်ဈေးချွတ်ချွတ်လေးနဲ့ရောင်းမိမယ် အာဒီဘက်လာတာအင်းဦးဝယ်ဖို့မဟုတ်ဘူးကွာအိမ်မှာစားဖို့တောက်ဖို့အတွက်လာဝယ်တာဟာဒီဘက်မှာဘာမှမရှိတာသိရသားနဲ့ဘာလို့လာရှာမှာလဲအမရေအင်းဦးလေဝယ်ပါအောင်ဗျာတမနဲ့လုံးထိုင်ရောက်နေတာဘသူမှလာမဝယ်သေးဘူးဈေးဦးတော့မပေါက်သေးဘူးဗျာအင်းဦးမစားဘူးဘူးရှင်ဘလို့စားရတာလဲအမြင့်နဲ့မကြည်သေးနဲ့ချက်တာပဲစားဘူးတာအဲ့တော့မြင့်ချင်ဆက်ချက်တာလို့ခေါ်ရဲဗျငပိထောင်းလေးနဲ့ဆိုအယမ်းမိုက်ဆွေမျိုးပါမိတ်သွားမှာအမဟုတ်လား ဒါဆိုအင်းဥလေးနှစ်ပူးလောက်ထည့်ပေးနော်ဟုတ်ကဲ့တပူး2500နှစ်ပူးဆိုတော့9000ပါဒီမှာအပူလေးထည့်ပေးရနော်အော်လက်စားတတော်ဈေးရောက်နေဆိုတာစကားလက်ချွတ်ချွတ်တတာပြောရသေးတာကိုငါအခုနတော့ဟိုကောင်းသွားပြောတလို့လေတန်းရော်လေသူတော်လဲမကြည့်ဘူးအောင်လင်းကတကားမှဈေးမရောက်ဘူးတော့ဈေးရောက်ရင်ဒီလိုပြောတတ်မှရောင်းရတယ်ဆိုတာကိုသိသွားခဲ့ပါတယ်ခဏအကြာမှာတော့မိုးပေါ်ကဆင်းလာတဲ့နှစ်သမီးတယောက်လို့ လှပကြော်ရှင်တဲ့မိန်းကလေးတယောက်ရောက်လာခဲ့ပါတယ်။ကိုတော်ချောင်းရင်မင်္ဂလာပါဒီမှာပါလာရောက်တာလဲယင်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကအင်းဥလာရောက်တာပါဗျအင်းဥကအရန်စားကောင်းတာနော်တနစ်မှာတစ်ခါပဲစားရတာဗျသူ့ရာတီမဟုတ်ရင်ပတ်စံဘလောက်ပဲရှိရှိစားရမှာမဟုတ်ဘူးတယောက်တည်းလာထိုင်ရောက်နေတာဆိုတော့အင်းကမိမရောမပါလာဘူးလားအမကတော်တော်အဆတန်တာပဲဗျကျွန်တော်အခုချိန်လေးလူပြိုနှွတ်နှွတ်ထွတ်ထွတ်ပါဗျကြီးစားတော့မရှိသေးဘူး ်လူလွတ်ဆိုရင်တော့တောင်အားလုံးထဲ့ပေးဒီမှာပတ်စံတသိန်းရမအန်းနဲ့တော့နော် ဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ကောင်မလေးကအကုန်ဝယ်သွားတဲ့ပြင်အထာလည်းပေးတက်ပြန်တော့မနေ့ပြန်ပါထက်ရောက်ရမလဲဆိုတာကိုစဉ်းစားရင်းနဲ့အိမ်ပြန်နေပါတယ်အဖေအကုန်ရောင်းကုန်ပြီဗျအဲ့ဒါကြောင့်ကျွန်တော်အဖေကိုငားဝယ်လာကြွေးတာအိုးအေးပါသားရေတဝက်ကို အချင်းသိပ်ထားတဝက်ကိုချက်လိုက် အဖေအိမ်နောက်ဖေးမှာအရွက်လေးသွားခူးလာအောင်မယ် အောင်လင်းလဲကျန်တဲ့ငါးအောင်အချင်းတိတ်ပြီးတော့ငါးတကောင်လုံးကြော်လာပေးလိုက်ပါတယ်ဒီလိုငါးကောင်လုံးကြော်ဒီပီထဲမှာပဲမြင်ဖူးတယ်တားရဲ့အဖေကြိုက်မြများစားနော်ဒါနောက်ထပ်ဝဲလာကျွေးမယ်အဖေအေးပါကွယ်အဖေရဲ့လူတော်လေးတားဒီလိုကိုချစ်တော့ပေါ့ကိုရက်တင်နိုင်လို့အဖေဝမ်းသာပါတယ်ကွယ်ဒါပေမဲ့ပတ်စံဆိုတဲ့အမျိုးဟာရှာခတ်ပြီးကုံလွယ်နေတာခက်တယ်ကွယ်ဟုတ်ကဲ့ပါဖေဒါအဖေကိုစူးစမ်းပြီးတော့ပတ်စံရှာကူပါမယ် ါဆိုသားရေမနှက်ပြန်သားမြစ်သွားရမလားအဖေမြစ်သွားရှာလာပေးမယ်ဟုတ်ကဲ့ဖေရောင်းเสียရှင်ရပါပြီဒါဈေးရောင်းတက်ပြီဖေရဲ့အောင်လင်းကတော့သူ့အဖေကိုကူညီချင်တဲ့စိတ်ကြောင့်သူ့အဖေပါပဲရှာလာပေးရှာလာပေးအကုန်သွားရောင်းပါတယ်ဒီနေ့မှာတော့သူကမြစ်လေးကိုသွားရောင်းမှဖြစ်ပါတယ်မြစ်လက်လက်ဆက်ဆက်တွေရမယ်နော်အခုမှတူးလာတာပါဗျလာဝဲကြပါမြစ်တွေကချိုးရယ်နော်ခဏကြာမှာတော့တထေသမီးထက်ရောက်လာပါတယ်မင်္ဂလာပါအမရေ ဒီနေ့လည်းမြင့်ဝဲပါအောင်ဗျလူရောမြင့်ရောအားပေးချင်တာသဘောတူမလားမှားပြောမိတာဆိုရင်ပြန်ပြန်ပြောလို့ရတယ်နော်အမမမားပါအောင်ရှင်တကယ်ပြောတာဟာကွာပြောလို့စိုးလိုက်ပါလားတွေ့ရမှာနှစ်ရက်ပဲရှိသေးတယ်တကယ်ပြောတာလားတထေးမကြီးကျမလို့တထေးမတယောက်ကမဟုတ်မမှန်တဲ့စကားတွေပြောပါမလားလို့တကယ်ပြောတာပေါ့ရှင်အဖေကသမက်လို့ချင်နေပြီတဲ့အဲ့ဒါကြောင့်ပြောနေရအဲ့လို့ကြတော့အောင်လဲလဲ သူ့အဖေကိုတယောက်တည်းမထားခဲ့နိုင်ဖြစ်နေပါတယ်။ကျွန်တော်စဉ်းစားပါအောင်မယ်ဗျာ။အိုးဘာရီစဉ်းစားမှလဲရှင်။သဘောတူတယ်ဆိုရင်အခုချက်ချင်းအဖေကိုသွားတွေ့ကြမယ်လေ။အဲ့လိုစကားကိုကြားတော့အောင်လင်းလဲဝမ်းသာပီတိဖြစ်နေမိပါတယ်။ဒီလိုနဲ့ပဲသူလည်းတထေသမီးနောက်ကိုလိုက်သွားခဲ့တာပေါ့။ဟမ်ရောက်ပြီလား။ရောက်ပြီအကိုဒါဒါမင်းတို့အိမ်လားယလှလိုက်တာဟုတ်ကဲ့ပါရှင်ကျမတို့အိမ်မှာဒီမှာစောက်ထားတာအစ်စ်လေလာခဲ့အိမ်နှဲဝင်ရအောင် ိမ်ထဲရောက်တော့မင်းအဖေကိုမင်းပြောနော်မတော်ရင်ငါလက်သေးစာမိနေအောင်မဲကွာတထေးကြီးကိုသွားတွေ့ရမှာမို့သူလဲစိတ်ထဲမှာစိတ်လှုပ်ရှားပြီးတော့ကြောက်နေပါတယ်တမီးဒီနေ့ဈေးသွားတာနောက်ကြလာချီလားဘသူ့အလဲခေါ်လာတာလဲကွအဖေတန်းအဖေတမတ်ပါဟေးတမီးဘယ်တော့သူနဲ့တွေ့တာတော့ရေးစားတွေပါရောဘလို့ဖြစ်ကြတော့တမီးအော်အဖေမနေ့တော့ကလေ သူ့စီမှာဈေးဝယ်သွားရင်လည်းသူ့သဘောကျလို့ဒီနေ့သူ့ခေါ်လာတာပါအဖေအမလီသမီးရဲ့အဖေတတိလက်တော့မယ်အလို့ကြတော့အောင်လင်းကအားငယ်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ဘာပြောရမှန်းမသိလို့သူလည်းအေးစွန့်ပြီးတိလို့ပြောလိုက်ပါတယ်ကျွန်တော်ကတူတီတော်သားပါကျွန်တော်မိဘတွေကတော့ငငယ်ကလေးကဆုံးမသွားပါပဲကျွန်တော်မိဘမဲ့ကလေးပါမြစ်တွေအင်းဥတွေရှာဖွေရောင်းဆိုင်နဲ့ဥရဲ့သမီးနဲ့ဖူးစာစုံခဲ့တာပါအေးကွယ်မိဘမဲ့ကလေးဆိုပေမဲ့ ဒီလိုရှာဖွေစားတော့တတ်တာမစိုးပါဘူးဟုတ်တယ်အဖေရဲ့သမီးကတော်တော့အဖေသမက်လည်းတော်ရမယ်လေဟုတ်ပါပြီသမီးရဲ့နှစ်ရက်ပဲတည်သေးတဲ့လူနဲ့သမီးအတူတူနေနိုင်မယ်ဆိုတာသိချာရဲ့လားအဖေနဲ့အမေလည်းဒီလိုပဲလေဒါတော့အခုချိန်နေချစ်လာကြသေးတာပဲမလားအဖေသမီးကဒီလိုယူဆရဲဆိုရင်လည်းပြီးတာပါပဲသမက်လေးလည်းသမီးကိုသိချာကိယူဆိုင်ရမယ်နော်ကြားလားအောင်လေးနဲ့တထေးသမီးသစင်လဲအကျင်လင်မယားဖြစ်က တထိတ်အိမ်မှာအတူတူပေါင်းသင်းနေထိုင်သွားပါတယ်။သူကမိမချချော်လေးရထားတဲ့ပြင်တထိတ်သမီးမှဖြစ်နေတော့အဲ့ဒီမှာပဲအလုတ်ကျိုးစားလောက်ကင်နေကသူ့အဖေတို့တောင်တတိမရတော့ပါဘူး။စားကောင်းတောက်ဖွဲတွေရွှေငွေတွေနဲ့ပြည့်ပြည့်စုံစုံနေရတာတော့မှသူကအဖေဖြစ်သူကိုတတိမရသေးပါဘူး။တနေ့မှာတော့သစင်နဲ့သူ့ရောက်ကတိလဲသူ့ကိုခေါ်ကဈေးသွားဝယ်တော့အောင်လင်းရဲ့အဖေနဲ့သွားတွေ့ပါတယ်။သူ့မိမနဲ့ရောက်ကတိကိုမိပါမဲလို့ညာထားတဲ့အတွက် ဘလို့လောက်ရမှန်းမသိဖြစ်နေပါတယ်။အဖေဖြစ်သူကတော့အောင်းလင်းပြောက်သွားတဲ့နေရာဆပြီးတော့သူ့ရဲ့သားဘာများဖြစ်နေမလဲ။တခုခုလုံးမိလို့များသူများဖမ်းသွားတာလားဆိုပြီးသားကိုတွေ့လို့တွေ့ညာသူဈေးရောက်နေကြနေရာကိုဈေးထိုင်ရောက်ရင် သူ့သားလေးကိုမျောနေရှာတာပါ။သူ့သားကိုတွေ့တော့သားသားလေးမင်းပယ်ရီသွားနေရလေကွာ။အဖေမင်းကိုနေ့တိုင်းရှာနေတာသားရဲ့။ဘယ်များရောက်နေရလဲသားရဲ့။တခုခုများဖြစ်လို့လားဆိုပြီးအဖေမှစိတ်ပူလိုက်ရတာ။သား အဖေနဲ့အိမ်ပြန်လိုက်ခဲ့ပါနော်။ဒါရဲ့မင်းဘာလို့အဖေကိုထားခဲ့ရတာလဲ။အဖေဖြစ်သူရဲ့စကားကိုကြားတော့ရှင်းနာနေပေမဲ့အမှန်တိုင်းကိုပြောလိုက်ရင်တစင်တို့သားဖာသူ့ကိုစွန့်ပစ်သွားမှကြောက်ပြီးဒီလိုပြန်ပြောပါရယ်။ဦးလေးကလူမားနေပြီထင်တယ်။ကျွန်တော်ကမွေးတရမိဘနှစ်ပါးလုံးဆုံးသွားတာ။ကျွန်တော်ကမိဘမိတ်ပါဗျ။ကျွန်တော်မှမိဘမရှိဘူး။အဲ့ဒီစကားကိုကြားတော့အဖေဖြစ်သူကငငယ်ကလေးကထိန်းကျောင်းလာတဲ့တားလိမ်မာလေး ဘာလို့ဒီလိုပြောင်းလဲသွားတာလဲဆိုပြီးဝမ်းနဲ့မျက်ရည်ဝဲနေပါတယ်။အောင်လင်းမင်းအတိတ်မိတ်နေလားသားအဖေကိုမသိချင်အောင်စောင်းနေလား။သားကိုပုံမင်ပြောပြခဲ့တာတွေအဖေဆုံးမခဲ့ဘူးတာတွေမှေ့သွားပြီလားကွယ်။ဒီလူကလည်းယူများယူနေလားမသိဘူး။ဘာရီပြောနေလဲဗျ။ကျွန်တော်ခမရမသိပါဘူး။သစင်သွားရမှာဒီလူနဲ့ပြောနေလဲပြီးတော့မှာကိုမဟုတ်ဘူး။သစင်နဲ့သူ့အဖေကတော့ဒီလူကအယူမဟုတ်လောက်ဘူး။လူကောင်းဖြစ်မဲ့ပုံမဲ့ မဟုတ်ရင်သူတီလို့မပြောလောက်ဘူးဆိုပြီးတော့အောင်လင်းစီရအဖြစ်မှန်သိရဖို့အတွက်ကြံစည်နေပါတယ်။ကိုတီဦးလေးကမယူဘူးနော်ယူနေတာကိုပဲ။သစင်ကဘာကိုပြောချင်တာလဲ။ရှင်မိတ်သွားပြီလား။ပထမဆုံးရှင်နဲ့ကျမနဲ့တွေ့ခဲ့တာရှင်ဒီမှာအင်းဥထိုင်ရောက်နေတာဒူတရရက်မှာလဲဒီမှာထိုင်ပြီးတော့မြင့်ရောက်နေရလေ။ဟုတ်တယ်။သစင်ပြောတာမှန်နေသား။တီလူကမယူလောက်ဘူး။လူကောင်းပါကွယ်။ตาမှတ်ထားပါ။ ကျေးဇူးမေ့တဲ့တားတယောက်ကဘတော်မှမကောင်းစားတော့တားမှားခဲ့တာဆိုရင်လဲတားဖေကိုအမြန်ဆုံးသွားပြီးတော့တားမှန်လိုက်ပါကွယ်တထေးကြီးကအဲ့လိုပြောလာတော့အောင်လင်းရလဲမြင့်ရီတွေကြလာကသူ့အဖေဖြစ်သူကိုတွားရှာပြီးတော့ရှီခိုးတားမှန်ကတော့ပါတယ်အဖေဖြစ်သူလဲတားအောင်ချစ်တဲ့အတွက်ခွင့်လွတ်ပေးလိုက်ပါတယ်အဖေတားတောင်းမှန်ပါရဲ့နော်တားအောင်ခွင့်လွတ်ပေးပါတဆင်းတဲ့တထေးကြီးကကျွန်တော်အိမ်ပေါ်ကနေမောင်းချမှာဆိုလို့ကျွန်တော်ကမိပါမယ်လို့ပြောခဲ့မိတာပါ ဘာလို့လဲဆိုတော့သားရွာဆင်းရဲလို့လေအေးပါသားရဲ့သားအမောက်တီးပြီးတောင်းမှန်တက်တာနဲ့တင်အဖေဝမ်းသာလာပါပြီအမောက်ကိုဝန်ခံတက်မှကြီးပွားတိုးတက်မှသားရဲ့သားကိုခွင့်လွှတ်ပေးလို့ကျေးဇူးတက်မှရဲ့အဖေရဲ့အခုအားစပြီးတော့လေအဖေကျေးဇူးတွေကိုဆက်နိုင်အောင်လို့သားကြိုးစားပါမယ်အဖေသားအဖေကိုတောင်းမှန်ပေးပြီးအဖေလည်းသားကိုခွင့်လွှတ်ပေးပြီးသစင်းနဲ့တထေးကြီးကိုလိမ်မိတဲ့အတွက်ကျွန်တော်တောင်းမှန်ပါရင်တော့ကျွန်တော်ခွင့်လွှတ်ပေးပါဗျာ ရှင်အမားကိုအချိန်မီတိတာနဲ့တင်ကျင်းနေပါပြီရှင်။နောက်တစ်ခါထပ်မမားပါစေနဲ့။အဖေရဲ့ဆန္ဒတော့မေးကြည့်ပေါ့ရှင်။သမီးတော်မှခွတ်လွတ်နိုင်သေးတယ်ဆိုရင်အဖေလည်းခွတ်လွတ်ပါရယ်ကွယ်။နောက်တစ်ခါတမျိုးတော့ထပ်မလုံမိစေနဲ့နော်။ကျေးဇူးတင်ပါတယ်ဗျာ။ကျွန်တော်အခုရင်ထပ်ပေးလို့အဲ့ဒီနောက်အောင်လျာသူ့အဖေကိုပါသူတို့နဲ့တူတူလိုက်နေဖို့ခေါ်ပြီးသူ့အဖေကိုတသက်လုံးပြုစုဆောင်ရှောက်သွားပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။ အခုဒီကာတွန်းလေးကိုကြည့်နေတဲ့သူတွေလည်းအခုလိုအမားမျိုးလှုပ်မိခဲ့တယ်ဆိုရင်လည်းအချိန်မီပြန်လည်ပြင်ဆင်ပြီးတော့ကိုမိဘတွေကိုကောင်းမွန်စွာကြွေးမွေးပြုစုစောင့်ရှောက်ရင်ဂျေဆုဆက်နိုင်တဲ့သားသမီးတွေဖြစ်ကြပါစေနော်အမလည်းအတူတူပါရှင်အားလုံးကိုဂျေဆုတက်ပါတယ်အမကတော့တင်ဆက်သူလေဒီခင်ပါရှင်